မဲလွင်ဟာညာသားတယောက်ဖြစ်တယ်။မကွေးတိုင်းတွင်းမှာရှိတဲ့ရွာလေးတွေမှာနေထိုင်သူလည်းဖြစ်ပါတယ်။မိဘတွေကဆင်းရဲတာကတကြောင်။ဘာကြီးဖြစ်သူကကြောင်းထားပြီးတော့တောက်တုံမရခိုင်းနေတာကတကြောင်ကြောင့်မဲလွင်ကိုအောက်ပြီးအောက်ရောက်ကိုခေါ်လာခဲ့တယ်။ဘာကြီးကဘုံကြီးဖြစ်ပြီးရန်ကုန်မြို့မှာစင်ကြေပုံတစ်ခုကြောင်းလေးတီးပြီးတော့တရင်တုံနေထိုင်တယ်။မကြခင်မှာဘာကြီးဖြစ်သူဟာအကြမ်းမြင်ရသလိုဖြစ်ပြီးတဲ့နောက်ခြေကနန်းနေပြတာကြောင့်နာမည်ကြီးတော့ကကြောင်းထိုက်ကြီးတစ်ခုတိစောက်လိုက်တယ်။တနေ့မှာတော့ရွာကိုပြန်ရင်းနဲ့ မင်းလွင်ကိုမြင်တော့တနာသွားတယ်။မင်းလွင်တို့ကမောင်နှမတွေများတာမလို့မင်းလွင်ရဲ့မိဘတွေကိုခွင့်တောင်းမင်းလွင်ကိုရန်ကုန်ခေါ်လာပြီးတော့ကြောင်းထားပေးခဲ့တယ်။မင်းလွင်ကြောင်းတက်ရတော့ဘာကြီးကောင်းမှုနဲ့ပြည့်ပြည့်စုံစုံပဲကြောင်းတက်ခဲ့ရတယ်။နှစ်တိုင်းຫນွေရသည်ကြောင်းပရဲ့တကြံရောက်မှဘာကြီးနဲ့တူရွာကိုပြန်ရတယ်။အခုဆိုကြောင်းတက်ရတာသုံးနှစ်တောင်ကျော်ခဲ့ပြီ။အထက်တန်းကြောင်းသားကြီးတောင်ဖြစ်နေပြီ။ကြောင်းတက်ရင်လည်းအခင်းဆုံးတငယ်ချင်းကတော့မိုးညို့မိုးညို့ဟာအေရီတိုင်းကျေးရွာတွေတရာကဖြစ်ပြီးသူကတော့ရန်ကုန်မှာရှိတဲ့ဆွေမျိုးအိမ်မှာ တဲခေါ်ပြီးတော့ကြောင်းလာတက်ချင်းလည်းဖြစ်ပါတယ်။မိုးညိုတို့ကအတော်အသင့်ချမ်းသာတဲ့တစ်မျိုးလုံးရေလုံငန်းကိုလောက်ကင်ရပြီးတော့မိုးညိုရွာကပြန်လာရင်ငချောက်တွေငပိတွေအမြဲတလိုပဲပွာလာတက်တယ်။မင်းလွင်နဲ့ရင်းနေတာကြောင့်ကြောင်းစင်းပြီးတာနဲ့မင်းလွင်နဲ့ဖုံးကြီးကြောင့်မှတူတူပဲစော်ကစားကြတယ်။အလုပ်တွေကိုဝိုင်းကိုလုပ်ပေးတယ်။အဲ့နှစ်ကကိုဒန်းဆောင်မွေးဖြည့်ပြီးတဲ့နှစ်မိုးညိုဟာနှွေရာသီကြောင်းပည့်ရဲ့တကြံပြီးမှတော့မင်းလွင်ကိုသူ့ရွာကိုလာလေစေခြင်းနဲ့ မလင်ဟာဘာကြီးဘုံကြီးကိုခွင့်ပိုင်ရာဘာကြီးကလည်းခွင့်ပြုတာကြောင့်တကြံရွာကို ပြန်လာပြီးငားလာပိုင်းလာစံနောက်မှာမိုးညိုတို့ရွာလေးကို လိုက်သွားဖြစ်ခဲ့တယ်။တငယ်ချင်းဖြစ်သူမိုးညိုကရန်ကုန်ကိုတက်လာပြီးတော့မင်းလွင်ကိုလာခေါ်တယ်။ပန်ဝန်းကျင်ဟာမြေတွေးသည်မြအရာအလုံးကမင်းလွင်စိတ်ထဲမှာထူးဆန်းနေပါတယ်။အညာမှာနှွေခါတော့ပန်ဝန်းကျင်က၆တွေ့နေပေမဲ့မြေဝကျုံမဒေတာကတော့အရာရာဟာစိမ့်လန်းဆိုပြင်းနေပါတယ်။ပတိန်ကိုရောက်တယ်။ရေလန်းခီနဲ့ ဖလေမော်တော်အကြီးကြီးဆေးရပြီးတော့မျက်စိတစုံရေပြင်ကြက်ကြီးကိုမြင်တွေ့ရတယ်။မုံညိုအဲ့ဒါပင်လယ်ကြီးလားကွ။မင်းကလည်းကွာပေါပေါချာချာမြေပြင်ကြီးကွ။အံ့ရောပဲနော်။ဒီလောက်ကြီးတဲ့မြင့်ကမမြင်ဘူးဘူးကွ။နှစ်နာရီလောက်ဖလေမော်တော်ဆေးပြီးတဲ့နောက်စိတ်ကန်းတစ်ခုကိုကတ်တယ်။အဲ့ဒီစိတ်ကန်းကနေပြီးတော့ဖလေအသေးနဲ့ဆက်ပြီးတော့ဆေးရပြန်တယ်။နောက်ထပ်နာရီဝက်လောက်ဆီတော့ရွာလေးတစ်ယောက်ကိုရောက်တယ်။ဒီရွာလေးဟာရေပက်လေဝိုင်းထားတယ်လို့ထင်ရပြီးတော့ရွာအတွင်းမှာလည်း ခြေလန်းကိုသာအတိကထားပြီးတော့အသုံးပြုကြပါရစေ။အိမ်နဲ့ဟာခြေတန်းရှိအိမ်နဲ့ဖြစ်ပြီးတော့အိမ်ခြေတော်တော်များများအတော်တန့်ကြီးမားတဲ့ရွာလေးတစ်ရွာလည်းဖြစ်ပါရစေ။မိုးညိုတို့အိမ်မှာတော့တစ်သားတိုင်တွေနဲ့ခိုင်ခိုင်ခန့်ခန့်တိစောက်ထားတာတွေ့ရတယ်။အိမ်ကလေးကိုလှေကပ်လိုက်တာနဲ့အိမ်ပေါ်ကနေကလေးငယ်တွေပြေးထွက်လာကြတယ်။ဒါကငါညီကွာအဲ့ဒါကငါညီမအငယ်ဆုံးသူတို့ကတော့ငါတို့မတွေမိုးညိုကကလေးခုနှစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ကလေးတွေဟာ မင်းလွင်နာကိုအုံလာတယ်။မင်းလွင်ကလည်းဘာကြီးပေါင်းကြီးဆောင်းလိုက်တဲ့ကျက်ဥမရွေးတုပ်တွေဒီစကွမုံတွေကိုပေးတယ်။ဒီကမှပျော်ရွှင်ပြီးတော့ကလေးတွေဟာစားတောင်းနေကြတယ်။မောင်မင်းလွင်ထင်တယ်လာပါဒီကိုမိုးညိုကအပြေမရှိတော့ဘူး။အမေဖြစ်သူနဲ့အမတွေတဝမ်းခွဲမျိုးနေတာအတူတူနေကြတယ်။မိုးညိုတို့အိမ်ရှိမှဝရဏလိုပဲရေခိုင်ပြင်ကြီးအကြက်ကြီးရှိပြီးတော့အဲဒီကကြည်လိုက်ရင်တော့မြေပြင်ကျဲကြီးကိုလှမ်းမြင်ရတယ်။ဒါတို့ဘိုက်စားပြီလား။ထမင်းအသင်ချက်တာတယ်။ မဲဝိုင်းကဘုံကြီးဝိုင်းလိုပဲအသားနဲ့တဲ့ငားတွေပစုံတွေခဏနေအရှံပဲပဲငပီးကလည်းတောငပီးမို့လို့မှုမှုချွတ်ချွတ်လေးတကွာသေးစိတ်တွေတရသေးစိတ်တွေနဲ့ခရမ်းချက်သေးတွေအရန်ကိုလိုက်ဖက်ရမင်းလွင်လေထမင်းသုံးပကံလောက်စားလိုက်တယ်ထမင်းစားပြီးတော့ဘိုက်ကတော်တော်လဲနေပြီအိမ်ရှိမှထားပြီးတော့မြေပြင်ကြီးကိုငင်းနေတယ်အညိုရောင်ရည်တွေနဲ့ကောင်းကင်မှာတိမ်ဆိုင်တိမ်လေးတွေကပနံရနေပါတယ်လှေကလေးတွေကတစီတစီညထဲမှာတော်လာနေတယ် အကိုကြီးလက်ပတ်တုပ်စားပါအောင်လားကောင်းမလေးတယောက်လာပြီးသူ့နားမှာလက်ပတ်တုပ်နဲ့ရင်းနှီးချမ်းမန်းကိုသွားချတယ်မင်းလင်းလည်းအဲ့ဒီကောင်းမလေးကိုအကြာကြီးကြည့်မိတယ်အသားခလလက်နဲ့မျက်နှာလေးကတမျိုးကျက်စရာကောင်းတယ်ကောင်းမလေးကရှက်ကုတ်ရှက်ကနဲ့အိမ်ထဲကိုပြန်ဝင်ပြေးသွားတယ်မကြခင်မှာမိုးညိုကသူ့နားမှာလာထိုင်တယ်တကယ်ချင်းခုနကဘာတူလဲကွအောက်မှာအဲ့ဒါငါညမှာကွကြောက်ပါမင်းဒါမျိုးကြတော့ငါ့ကိုမပြောပြဘူးနော် မင်းကိုမယုံလို့မပြောတာကွာတန်ခါးချင်းတယောက်ရီမောင်းနေလက်ဖက်စားကြတယ်လက်ဖက်တော့ဆိုပေမဲ့အကျော်တိတ်မပါပဲလက်ဖက်အသားနဲ့ပစုံကြောက်အကောင်ကြီးတွေအများကြီးပါလေဒါနဲ့မင်းတို့စီမှာကငားတွေပေါ်တယ်နော်အော်မြေဝကျုံပေါ်ဆိုတော့ငားတွေပစုံနေဆိုတာလှုပ်ပေါ်တာပေါ့ကွာခဏဆိုလေမစားချင်မှအဆုံးပဲကွာအေးလေငါတော့ငါတိတ်မကြိုက်ပေမဲ့ပစုံတို့ကဏန်းတို့ကိုတော့တိတ်ကြိုက်တယ် မင်းကြရင်ကရှာကျွေးမယ်လေကွာငါတို့ဒီညပိုက်သွားထိုင်ရအောင်နင်းလည်းလိုက်ခဲ့ဘဟုတုဒ္ဒရရတာပေါ့ကွာအေးလိုက်မယ်ကွာလိုက်မယ်ဒါနဲ့မင်းညမနာမည်ကဘယ်လိုခေါ်လဲဟာဟဲ့ကောင်သိချင်မင်းဖာသာသွားမေးပါလားမိုးညိုကဒီလိုပြောတဲ့အခါမှာမင်းလွင်လက်မောင်းကိုလက်သေးနဲ့ထိုးတယ်ညဘက်ကိုရောက်လာပြီလားပြင်းနေတာကြောင့်လာကြီးကထိုင်ထိုင်တာနေပါတယ်ကောင်းကင်မှာတော့တိမ်ဆိုင်ခဲတွေကတအုပ်ပြီးတအုပ်သွားလာနေကြတယ်မြစ်ထဲမှာမင်းလွင်နဲ့မိုးညိုတို့ရောက်နေကြပြီ လှေလေးတစ်စီးနဲ့မင်းအင်္ဂလိပ်တစ်ခုကိုလေပေါ်မှာထုံထားတယ်။သုံးတောင်တို့တမီကိုမင်းလွင်ကကင်ထားပြီးတော့မိုးညိုကတော့လေကိုလှုံရင်ရွာကနေထွက်လာခဲ့ပါတယ်။တရွာလုံးကတိတ်ဆိတ်နေပေမဲ့ဗီဒီယိုယုံမှာတော့လူကပြည့်နေတယ်။ပြတဲ့ကားကတော့ကြိုင်နေထိုင်လင်ကဖြစ်ပါတယ်။မိုးညိုတို့လေကလေးဟာရွာကနေထွက်လာတော့မြေပြင်မှာမီလုံတစ်လုံးကိုတွေ့ရတယ်။မိုးညိုဟိုဟိုမှာမင်းလွင်ကလက်ညှိုးထိုးပြတယ်။မကြောက်ပါနဲ့ကွ။အဲ့ဒါအဖိုးကြား လို့ပြောပြီးတဲ့နောက်မိုးညိုကဆက်ပြီးတော့လေလောခတ်သွားတယ်။အနားကိုရောက်တော့မှလေကလေးတစ်စီးနဲ့တူတူလူတစ်ယောက်ကိုတွေ့ရတယ်။မိုးညိုမင်းတို့ဘယ်ကိုသွားကြမလို့လဲ။ဒလက်ချောင်းရိုးကိုသွားကြမလို့ဖို့။အေးတတိတော်ထားကမိုးချုပ်နေပြီ။နောက်ပြီးတော့သစိမ်းလဲပါလား။သူကကျွန်တော်တငယ်ချင်းမ။အေးလေမင်းကရွာကန်းဆိုတော့တတိတော်ပို့ထား။ဒါနဲ့အဖိုးပစွန်ကြားတွေဘယ်နှရှိနိုင်လဲ။အဖိုးကြာဆိုတဲ့အဖိုးကြီးဟာ ရှင်မျက်နှာပြင်ကိုလက်နဲ့ကိုင်ကြည့်ပြီးတော့နှိမ့်လိုက်မြင်လိုက်လို့ကြည့်တယ်။ဓလက်ချောင်းနဲ့တက်တဲ့အင်အဆက်နာလောက်မှာဒီချင်းလောက်ရှိမယ်ကွ။ကျေးဇူးပါပဲအဖိုးကြီး။ဒီလိုပြောပြီးတဲ့နောက်မိုးညိုကစက်ပြီးလှေကိုလှောက်ခတ်လာတယ်။အဖိုးကြီးကတော့တရွေ့ရွေ့နဲ့ပဲလှေကိုလှောက်ခတ်သွားတယ်။မေပေါင်းမိုးညိုဒီအဖိုးကြီးကပစုံတွေဘယ်နှရှိလဲဆိုတာဘယ်လိုလုပ်ပြီးသိတာလဲ။တန်ကအတက်ပညာတွေပေါ့ကွာ။အဖိုးကြီးကအနည်း60လောက်တန်ကလှုပ်လာတာကွာ။ ရေကိုကင်ကြည့်အောင်နမ်းကြည့်အောင်ရေအယောင်ရေအသွားလာကိုကြည့်အောင်နဲ့ဘယ်နားမှာဘာငါရှိတယ်ဘယ်နားမှာဘယ်ပစုံရှိတယ်ဆိုပြီးတော့အတက်ပြောနိုင်တယ်ကွ။ဒါဆိုသူပြောတဲ့အတိုင်းရောတကယ်ရှိရဲ့လား။မိုးညိုကပြုံးနေ။ဟိုရောက်တော့တွေ့ရမှာပေါ့ကွာ။လေကလေးကရွာကနေတရွေ့ရွေ့ထွက်ခွာလာပြီးတော့ဒလက်ချောင်းလိုအမိတွင်နဲ့ချောင်းကလေးတဲကိုကွေ့ဝင်လိုက်ပါတယ်။ဒလက်ချောင်းထဲမှာလူနေမရှိဘူး။တခါတည်းရန်အိမ်ပြက်လေးတွေတစ်လုံးစားနှလုံးစားပဲတွေ့ရတယ်။ဘေးတစ်ဖက်တစ်ချက်မှာလက်မှုဖွင့်တွေ လက်အဲပင်တွေကိုင်းတော့တွေသာဖုံးလန်းနေပါတယ်။တခါတည်းကညာငတ်တကောင်နှစ်ကောင်ကိုင်းတော့တွင်းကနေထပြီးတော့ပြန်သွားတာတွေ့ရတယ်။ညမှမှာတော့လာရောင်ကိုတိမ်က ဖုံးသွားတယ်။ဒီတော့မှချောင်းအတွက်မှာအမောင်တွေကကြီးစိုးသွားပါတယ်။ဟုတ်မိုးညိုအဲ့အဲ့ဒါဘာတွေလဲကွာ။မင်းလင်ဟာကိုင်းတော့ပေါ်မှာပြန်တန်းနေတဲ့မီးလုံးတွေကိုလက်ညှိုးထိုးပြီးတော့လှမ်းပေးလိုက်ပါတယ်။မီးလုံး၃လုံးဟာကိုင်းတော့တဲကထွက်လာပြီးတော့မိုးဘော်ကိုပြန်တက်သွားလိုက် ကိုင်းတော်တွေကိုပြန်ဆင်းသွားလိုက်နဲ့ငင်းနေရတယ်။အော်အဲ့ဒါစုံမီတောက်တွေကမင်းတံမီးနဲ့သွားမထုံနဲ့တော့စုံမီတောက်တာဟုတ်လား။ဟုတ်တယ်လေကွာ။ဒီဒေသကလမိုင်းတွေပြောတဲ့အခါအဲ့လိုပဲစုံမီတောက်တာတွေမြင်ရတတ်တယ်ကွာ။ငါတော့တစ်ခါမှမမြင်ဘူးကွာ။ကြောက်လိုက်တာ။အဲ့ဒီစုံမီတောက်တွေချက်ချင်းပျောက်သွားအောင်လို့လုံနိုင်နေဆိုရင်ယုံမလား။မိုးညိုရံမီးကိုမင်းလွင်ကဝေခွဲမြဖြစ်သွားတယ်။ဘလို့ပျောက်သွားအောင်လုပ်လို့ရတယ်ဟုတ်လား။ မိုးညိုကကောင်းကျင်းပြတယ်။ပြောကွာဘယ်လိုလုပ်လို့ရမလဲ။မင်းငါကိုဆရာတော်ခေါ်ရမယ်။ဟာမင်းငါဈေးကိုက်နေပြန်ပြီ။မင်းလည်းလည်းအရန်ကိုသိချင်တာကြောင့်ကောင်းကျင်းပြတယ်။ကောင်းပြီကွာဆရာဒီလိုမှပေါ်တပြီရဲ့ဟဲ့ကောင်။မစက်ရတာခမ်းနေနဲ့ပြောမယ်ဆိုပြော။အဲ့ဒီစုံမီတောက်တွေကိုမင်းလက်ညှိုးထိုးလိုက်။နောက်ပြီးရင်ပျောက်စီပျောက်စီတော့ပြောလိုက်။ရပါမလားကွာ။လောက်ကြည့်စမ်းပါကွာ။မင်းလည်းလည်း မယုံတော့ယုံတော့မနဲ့မိုးပေါ်ပြန်တက်လာတဲ့စောမိတော်တစ်ခုကိုလက်ညှိုးနဲ့ထိုးတယ်။ပျောက်စိပျောက်စိလို့ပြောလို့ဆုံးသွားတာနဲ့အဲ့ဒီစောမိတော်ဟာရုတ်တရက်ပျောက်ကွယ်သွားတယ်။ကြံတဲ့မေးလုံးနှလုံးကတော့ပြန်တန်းနေတော့မယ်။ဟဲ့ကောင်ထူးစမ်းနေကွာ။ဘလို့ဖြစ်တာလဲ။ဒီလိုလေကွာ။စောမိတော်တွေကမြင်ကျင်တဲ့သူပဲမြင်ရတာ။မင်းကမမြင်ကျင်ဘူးဆိုရင်မမြင်ရတာဘူးကွာ။အခုနှလုံးမဲ့မြင်ရတော့တာမဟုတ်လား။ဒါပေမဲ့ငါကတော့သုံးလုံးစလုံးမြင်နေရတယ်ကွာ။ မင်းလွင်ကနောက်ထပ်မီးလုံးနှလုံးကိုပါလက်ညှိုးနဲ့ထိုးပြီးတော့ပျောက်စေလို့ရေရွတ်တယ်။အဲ့ဒီမီးလုံးတွေအကုန်လုံးပဲပျောက်ကွယ်သွားတယ်။ဒါနဲ့ဒီဆုံးမိတောက်တွေကလူတွေကိုဒုက္ခမပေးဘူးလား။သူ့ဘာသာတုံနေတာလေကွာ။လူတွေသူ့အနာရောက်သွားရင်တော့မှဆုံးမိတောက်တွေကလူတွေနဲ့ဝေးရကိုတဖြည်းဖြည်းပဲရောက်သွားတယ်ကွာ။ပြောရင်းနဲ့လမ်းရောင်တွေဟာပြန်ပြီးတော့ကျလာတယ်။ချောင်းလေးထဲမှာရေလမ်းလေးတွေကငွေရောင်ဖြစ်ဖြစ်နဲ့ထားနေပါတယ်။ဟိုးဟာကတက်တဲ့အင်းကွာ။ မိုးညိုကညာဘက်မှာရှိတဲ့ကိုင်းတော့တွေကိုလက်ညှိုးထိုးပြပေးမိ။ကိုင်းမိနေတာရှိတာကြောင့်မင်းလွင်ကမျက်မှောင်ကျုပ်ပြီးတော့လှမ်းကြည့်တယ်။ဘာမှမတွေ့ပါလားကွာ။ဟောကွာ။ကိုင်းတော်ကြီးကကွဲနေတာ။တိတ်မကြခင်မှာတက်တဲ့အင်အစံနာကိုရောက်လာတယ်။ရေပင်ကြဲကြီးကိုတခုလည်းလှမ်းပြီးတော့မြင်ရတယ်။ရေပင်ကြဲကြီးမှာကြာရီပေါက်ရောက်နေပြီးတော့ကြာပန်းတချို့ကလည်းဖုတ်ဖုတ်နေပါတယ်။ဟေ့ကတိတ်တိတ်နေ။မိုးညိုကပြောပြီးတော့လှေကို အသာလေးဖြည်းဖြည်းကြိတ်လို့ရတယ်။ မင်းလွင်လေအတန်တိတ်ထားတယ်ပတ်ဝန်းကျင်ကိုကက်ကက်မကြခင်မှာမွန်းညို့ဟာလက်လိုက်တံပြီးတောင်းပြီးတော့ရေပြင်ကျဲကြီးကိုလက်နေမိနဲ့ချက်ထိုးတယ်အပပါရေမျက်နှာပြင်မှာလှုပ်ခတ်ခုံပေါက်နေတဲ့ပစုံတွေကိုတွေ့ရတယ်ပစုံတွေဟာတံပြီးရံကိုလိုက်အောင်တင်နေခုံပေါက်မြို့တူနေတာမွန်းညို့ကပိုက်ကွန်အစိတ်ခုကိုယူလိုက်ပြီးတော့ပစုံတွေကိုကုန်ချက်ပြစ်တယ်ကုန်ချက်ပြန်ဆွဲတင်တော့ပစုံတွေကတလုံးတစ်ခဲကြီးပါလာတယ်ကျန်တဲ့ပစုံကတော့သူတို့နဲ့ပေနေရတော့အကွာဝေးကို အုပ်လက်ကြီးပြစ်ထွက်သွားတယ်။မိုးညိုကကန့်ကပ်ပြီးတော့ပစုံတွေကိုဖြုတ်။ပစုံတွေကပိုက်ကုန်ထဲမှာခေါင်ပေါက်နေတယ်။ဒီပစုံတွေကိုတောင်းတလုံးထဲကိုတွန်ထက်ပိုက်မှာကတ်နေတဲ့ပစုံတွေကိုတော့လက်နဲ့ဆွဲဖြုတ်တယ်။တော်ပြီကွာပြန်ရမယ်။ထိတ်ကောင်မိုးညိုဟိုမှာကွပစုံအုပ်ကြီးကရှိသေးတယ်လေ။မိုးညိုကခေါင်းကပြတယ်။တော်ပြီကွတို့စားလောက်ရရင်တော်ပြီတို့တန်ကားတွေမှာစီကံတစ်ခုရှိတယ်ကွ။တခြားတန်ကားတွေတက်လဲငါးတဲ့ပစုံတွေကိုခြံထားပေးရတယ် တွေ့တဲ့အတိုင်းအကုန်မဖမ်းရဘူးကွတောင်းတဝက်ပဲရသေးတယ်လေကွာအပြစ်ရမှပြန်မယ်ဟုတ်ပြီလားမင်းလွင်ကစောရကတက်တယ်မုံညိုကအတန်စင်းသားတယ်ပြီးတော့မှကောင်းကျင်တယ်မင်းလွင်ကတော့ရေမြင်းနဲ့ပြန်မှတပြက်ပြက်လုံးနေတဲ့ပဇုံအုပ်ကြီးကိုကြီးကအသေးရနေပါတယ်ဖမ်းကျင်တဲ့စိတ်တွေကလည်းပြည့်နေတယ်ဒီလိုနဲ့ပဇုံအောင်းနောက်ကိုအသာလေးလိုက်ခဲ့တယ်ချောင်းကမ်းမေးမှဖြစ်ပြီးဒီနားမှာတင်းကုတ်တို့ကြီးလည်းရှိတယ်မုံညိုနောက်ထပ်ကုန်တစ်ချက်ကိုကျဲတယ်ဒီကမှပဇုံနေလေအများအပြားရတယ်သူတို့လည်း ကန်းကပ်ပြီးတော့ပစုံတွေကိုဖြုတ်တယ်။ကြောက်စေကြောက်စေမင်းလင်းကအဲ့တန်ကိုပြောတန်ကြတာကြောင့်ငုံညုံကောင်းမွန်ကြည့်တယ်။ဖျားဘာတွေးလို့လဲကွာဟိုမှလေကွာတင်းငုတ်တော်ဘွားကစုံမီတောက်တွေကြတော့ကြောက်စေပြောပေမဲ့မပြောက်ဘူးကွာမင်းလင်းပြောတော့မှငုံညုံလည်းတင်းငုတ်တော်ဘွားကိုလမ်းကြည့်တယ်။လားကိုတိမ်ဖုံးနေတာကြောင့်မှောင်မဲသွားပြန်တယ်။တင်းငုတ်တော်ဘွားမှာတော့နေနေအလုံးနှလုံးကလည်းရက်တန့်နေတာတွေ့ရတယ် ဟိုက်ကောင်အဲ့ဒါစုံးမိတောက်တာမဟုတ်ဘူးတဲ့နဲ့မိုးညိုကပြောပြောဆိုဆိုနဲ့လက်နှိတ်တံမီဖွင့်ပြီးအဲ့ဒီတင်ငုတ်တူစီကိုဖြည်းဖြည်းနဲ့ထိုးကြည့်တယ်အောင်မလေးနှစ်ယောက်သားပြိုင်လို့အောင်မိတယ်တင်ငုတ်တူပေါ်မှာထိုင်နေတဲ့အကောင်ကြီးဟာမဲမဲကောင်ကြီးစောင်းကြောင်ထိုင်နေတာမျက်လုံးတွေကဝန်းလန့်နေတယ်သူတို့ကြည့်နေတော့မှပဲအဲ့ဒီကောင်ကြီးကချောင်းရည်တွေကိုခုံချလိုက်တယ်ချောင်းရည်တွေကိုအဲ့ဒီအကောင်ကြီးကြားသွားပြီးတဲ့နောက်ရေပင်အောက်ကနေပြီးတော့နင်းဒီအလုံးကြီးနှလုံးကသူတို့လှည့်ကလေးစီကိုဖြည်းဖြည်းနဲ့ကူးခတ်လာပါတယ် ်ဘာကောင်းလဲကွာငါတို့ဘာလုပ်ကြမလဲဘာမှလုံးမနေနဲ့ကွာပြေးမယ်ကွာမိုးညိုကထိုင်ချလိုက်ပြီးတော့လှော်တဲ့ကိုကောက်ခိုင်းတယ်ပြီးတော့လှေကိုချက်ချင်းလှော်တယ်အဲ့ဒီယာကြီးကလည်းသူ့တို့လှေနောက်ကနေလိုက်လာတယ်သူလိုက်လာတဲ့နောက်မှာလည်းရေးရေဟာဘလောင်ဆိုပြီးတော့ကြံနေခဲ့တယ်ဒီတော့မင်းလင်လည်းမနေတာတော့ပဲနဲ့လှေဦးမှာတွေ့တဲ့လှော်တဲ့အတူလေးနဲ့ဝိုင်းလျှောက်ပြီးတော့အနောက်ကိုငေးကြည့်မိတဲ့အခါသူ့တို့လှေလေးဟာတမန်ထက်ပုံနေတယ်လို့ခံစားပြီးတော့သူတို့နှစ်ယောက်ကတော့အားကုန်လှောက်ခတ်နေတယ်ဒလက်ချောင်းတင်းကပြန်ထွက်တော့မှ ဲ့ဒီနေနေရဲကြီးမျိုးလုံးနှလုံးဟာရေအောက်ထဲမှာကျန်နေခဲ့ပါတယ်။တငယ်ချင်းနှစ်ယောက်ကြောက်ကြောက်နဲ့ဆက်ပြီးလှောက်ခတ်လာရ။ရွာအနာရောက်တော့မှပဲလှိလောက်ခတ်တာကိုရန်နာလိုက်ကြတယ်။ဒီတော့မှနှစ်ယောက်လုံးအမောဆိုကမနှဲကိုအမောဖြစ်ရတယ်။တယောက်နဲ့တယောက်တော့မှစကားမပြောနိုင်မနဲ့အင်းကိုအမြန်ဆုံးပြန်လာခဲ့တယ်။အင်းရောက်တော့ဘသူကမှဘာမှမပြောတော့ပဲပစုံတောင်းကိုထမ်းကအိမ်မော်ကိုပြစ်တက်တယ်။အင်းသားတွေကဗီဒီယိုရုံကနေပြန်လာကြတယ်။သူတို့နှစ်ဦးလည်းအင်းရှိကမ်းမှာမမောနဲ့အိတ်တယ်။ ညာတကောင်ရောက်တဲ့အခါမှာတော့ခွက်ဆိုတဲ့တန်နဲ့တတူပထမအဆုံးကြားတဲ့အတန်မိုးညူကမင်းလွင်ကိုလက်သိနဲ့ထိုးတဲ့အတန်ဖြစ်တယ်။အားဆိုတဲ့အော်တန်ကတော့မင်းလွင်ထအော်တဲ့အတန်။မင်းလွင်နဲ့မိုးညူတန်ငယ်ချင်းနဲ့ဥပါအိရှိကမ်းမှာတတူချင်အောင်ထောင်းပြီးတော့အဲ့ကြတာမိုးညူကထိုးတာကြောင့်မင်းလွင်လူးလဲပြီးတော့ထားတယ်။မိုးညူမင်းမင်းဘာဖြစ်စကားတော့မဆုံးသေးမိုးညူကနောက်တစ်ချက်ထပ်ပြီးတော့ထိုးရမင်းလွင်မျက်နှာကိုတက်တက်ထိသွားတယ်။ လက်အားကပြင်းတာမို့လို့မင်းလွင်နောက်ကိုပြန်လဲပြီးတော့ကျသွားတယ်။နှာခေါင်းထဲကနေလဲဆော့ဆော့တဲ့အရည်တွေစီးကျလာတာကြောင့်နှာခေါင်းရုပ်ထိသွားပြီဆိုတာကိုလည်းသိလိုက်ရတယ်။မုံညိုကသူ့ကိုတဲကြီးမကြီးစိုက်ကြည့်ပြီးတော့အတင်ခေါင်းအုပ်တယ်။ကဲကဲကြပါအောင်မုံညိုမုံညိုဘာဖြစ်။အော်လို့တော့မဆုံးလိုက်။မုံညိုကမင်းလွင်ဘောကိုခေါင်းအုပ်လိုက်ပြီးတဲ့နောက်မင်းလွင်လဲပင်ကိုအတင်းဝင်ညက်တယ်။မင်းလွင်လည်းမုံညိုလဲပင်ညက်တာကိုအားကုန်ပြန်ကုတ်ခံပြီးတော့ခြံောင်းနဲ့လုံးနေကြတယ်။မကြခင်မှာတအိတ်လုံးကမိတွေထိန်လင်းလာတယ်။အိမ်သားတွေလည်းထွက်လာတယ်။ မိုးညိုကိုသူ့ရဲ့ဦးလေးနဲ့ပါကြီးကပြောတစ်ဖက်ဝိုင်းပြီးတော့ချုပ်ထားတယ်။အဲ့ဒီယောက်ျားသားကြီးတွေမိုးညိုကိုမနှဲကိုချုပ်ထားတာ။ဒင်းကိုမကျေနပ်ဘူး။ဒင်းကိုလုံးဝကိုမကျေနပ်ဘူး။ခြောက်ကပ်အကွဲတဲ့တန်ကြီးနဲ့မိုးညိုကပြောတယ်။ဒါကြောင့်အိမ်သားတွေအားလုံးထိတ်လန့်သွားကြတယ်။မိုးညိုအပမိလာပြီထင်တယ်။ဒီလိုပြောရင်လည်းမိုးညိုမေကလက်အုပ်ချီမလို့မိုးညိုချီမှဝန်ထိုင်တယ်။ဘာလို့လဲ။ဘာကြောင့်မကျေနပ်တယ်လဲဆိုတာသိပြရစေ။ငါကတလက်ချောင်းကငပကြီးပဲ။ ဟမ်ဒီကောင်ကငါ့ကိုဆက်ထားတဲ့ငါတွေကိုယူလာခဲ့တယ်။ငါအဲ့ဒါကိုမကျေနပ်လို့ဒီကောင်ကိုမှတ်လောက်သားလအောင်လို့ပညာပေးမလို့ဒါပေမဲ့ဒီကောင်ကဖျားတရားမြဲတော့ဒီကောင်ကိုကတ်မရဘူး။မင်းလင်းကိုလည်းညှို့ထိုးပြီးပြောတယ်။အော်ငါပါကြည့်ရဲ့ဒီကလေးလေးကတနေသားလေးပါ။သူမသိလို့လုံးမိတာကိုဘွေမယူပါနဲ့။ကလေးတွေကိုလည်းဒုက္ခမပေးပါနဲ့။နောက်တကြရဲ့ငါပါကြည့်အတွက် စားတော့ဆက်ပေးပါမယ်။ကလေးတွေကိုဘွေမယူပါနဲ့။ဒီလိုပြောတဲ့အခါမှာ မိုးညိုကလက်ပိုက်ပြီးတော့တဟင်းင်းနဲ့ရှိတယ်။သူ့ကောင်းကလည်းဆောင်းကန်ဆောင်းကန်နဲ့ဟိုကောင်မဲလောက်ထားတာမင်းမတောင်းမှန်ဘူးလား။မင်းနဲ့လည်းဒီတော့မှကြောက်ကြောက်နေပဲ။ကျွန်တော်မသိလို့လုံးမိတာကိုတောင်းမှန်ပါတယ်ခမ ्या ။အေးကောင်းပြီ။သူ့မသိတာကတကြောင်။နင်တို့တောင်းမှန်နေတာကတကြောင်မို့လို့ဒီတစ်ခါတော့ရှိစေတော့။နင်တို့ပေးထားတဲ့ကလေးကိုလည်းနင်တို့တွေမမေ့ကြနဲ့။ငပကြီးကအဲ့လိုပြောဆိုပြီးတဲ့နောက်ရီမော်ပြီးတော့မိုးညိုမှခွေချသွားတယ်။ မိုးညိုကိုပရိရိတိုက်ချိန်မှန်းတွေပတ်ပေးပြီးတိတ်လိုက်ရမနှက်မိုးလဲမှနိုးလာတယ်။မင်းလွင်ကတော့နှာခေါင်းတွေသွေးထွက်ပြီးမျက်နှာလည်းပူယောင်နေပြီ။တောင်းမှန်ပါတယ်တငငချင်းရ။အေးကွာ။ငါလဲညကဘာဖြစ်သွားမှန်းမသိဘူး။ဒါနဲ့မင်းကဘာတွေယူလာလို့လဲ။ဒီလိုကွာ။မင်းနဲ့ငါနဲ့နောက်တစ်ခေါက်ပစုံနဲ့ဖြုတ်တယ်။ကမ်းမေးမှာငါအကြီးကြီးနှာခေါင်းတင်နေတာကွာ။သူ့ဖာသာသူတင်နေတာထင်ပြီးတော့ငါလဲကောက်လာခဲ့တာ။ကောင်းရောကွာ။မင်းကလောဘကြီးတာကိုကွာ။ အဲ့ဒါတန်ကားတချို့ကငါဘာကြီးကိုဆက်ခဲ့တာငါမှမသိတာကွာဒါပေမဲ့မိုးညို့မိဘတွေကတော့အဲ့တဲ့မင်းလွင်ကိုတက်ပြီးတော့မစူပဲနဲ့မိုးညို့ကိုသာပြည့်စုံတယ်မင်းလွင်စိတ်ထမ်းမှာတော့မကောင်းအဲ့ဒီနေ့မှာပဲငါးနှစ်ကောင်ကင်ပြီးတော့အရက်တစ်လုံးနဲ့တက်တဲ့အင်းအဝင်တင်းငုတ်တို့ကြီးပေါ်မှာငါဘာကြီးကိုသွားပြီးတော့ဆက်တာတယ်ဆက်ရဲဆိုတဲ့အချိန်ဟာတိတ်မကြဘူးလို့ထင်ရတယ်နောက်ပိုင်းမှာတော့ဂျွာနေမှာရှိတဲ့ဖျားလေးကိုလိုက်ဘူးထုံးစံတိုင်းပဲ မိုးညွန့်နယ်ငါးဖမ်းပိုက်ထောင်လုပ်ပြီးတော့ဆက်ရဲဟာကုံဝင်မသိကုံဆောင်သွားခဲ့တယ်။မင်းလွင်ကိုပြန်လိုက်ဖို့တော့ပစုံချောက်တွေငချောက်တွေငါပိတွေကိုတနေ့တဘူကြီးလက်ဆောင်ထည့်ပေးတယ်။အိမ်ကလှေထွက်ခွာလိုက်တာနဲ့အိမ်ရှိမှတမိသားတို့လုံးကထွက်လာပြီးတော့သူ့ကိုလက်ပြနှုတ်ဆက်တယ်။မင်းလွင်ကတော့လက်ပြနှုတ်ဆက်တဲ့သူတွေထဲမှာမိုးညွန့်ရဲ့ညီမလေးကိုလှမ်းကြည့်မိတယ်။သူ့မမြောင်းထဲမှာတွဲလဲခုန်နေတဲ့မျက်ရည်တချို့ကိုပါမြင်တွေ့ရတယ်။မင်းလည်းအိုင်းနောက်ပိုင်းမုန်းညွတ်တို့ရောက်ကိုတော့တက်တဲ့အင်းနဲ့ဒက်လက်ချောင်းကိုပေါ့ တစ်ခေါက်မှထပ်မရောက်တော့ဘူးအကြောင်းကတော့အဲ့ဒီနဲ့မှပဲမင်းလွင်အပြင်အသေးတန်ဖြစ်တာကြောင့်အကြောင်းမတက်နိုင်တော့ဘဲနဲ့ရွာပြန်သွားပြီးတော့ရွာမှာပဲတက်တက်လုံအခြေချသွားတာကြောင့်ဖြစ်ပါတယ်အချိန်တုန်းကတငယ်ချင်းမိုးညိုကိုအောင်းမိပြီးတော့တတိယနေရာလေးဖြစ်ပါတယ်